ဘွေလာငါမိမိတွေကသူတို့ရဲ့ကလေးတွေကိုဘလို့နိုးချိုတိုက်ကြွေးကြလိမင်္ဂလာပါယူသားအနေတိမ်မှန်ပရိသတ်ကြီးရေဂုံးမော်ကနိုးတိုက်တတ်တော်ရီဟာသူတို့ရဲ့ကလေးတွေကိုနိုးချိုတိုက်ကြွေးဖို့အတွက်ရိုးရှင်းတဲ့နီးလန်းတွေရှိကြပါမယ်ပင်လယ်နဲ့ထဲမှာနေထိုင်တဲ့ဝေလာငါကြီးတွေကတော့သူတို့ရဲ့ကလေးလေးတွေကိုနိုးချိုတိုက်ကြွေးဖို့အတွက်ထူးခြားစမ်းကြဲတဲ့စနစ်ကိုအသုံးပြုကြပါရီရေထဲမှာကလေးကိုနိုးတိုက်တယ်ဆိုတာဘလို့ပုံစံမျိုးလဲနိုးရီတွေကရေထဲမှာဘာလို့မပြောဝင်သွားတာလဲ ဘလို့ထိမ့်သိမ်းထားတာလဲဆိုရဲမေခွန်းနေကပညာရှင်တွေအတွက်ရောကျွန်တော်တို့အတွက်ပါစိတ်ဝင်စားစရာကောင်းတဲ့ဗဟေလေးတစ်ခုဖြစ်ပါလိမ့်ဒီနေ့မှာတော့ထူးခြားတဲ့ whale milk လို့ခေါ်တဲ့ဝီလာငါးရဲ့နှုတ်တိုက်ကျွေးခြင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုလေ့လာကြည့်ကြရအောင်ပါဝီလာငါးမတွေဟာသူတို့ရဲ့ကလေးတွေကိုနှိုးချတိုက်ကျွေးတဲ့အခါမှာဆိုခြင်းကိုအသုံးပြုတာမဟုတ်ဘဲနဲ့ ejection လို့ခေါ်တဲ့ဖျန်းထုတ်ပေးတဲ့နည်းစနစ်ကိုအသုံးပြုကြပါလိမ့်ဝီလာငါးလေးတွေဟာအလွန်လင်းမြန်စွာရေကူးနိုင်တဲ့အတွက်နှုတ်သီးကောင်းကိုပဇက်နဲ့ငုံပြီးစုနေဖို့ကဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ဒါကြောင့်မလို့ဝီလာငါအမကြီးဟာရေအောက်မှာကလေးကိုနိုးတိုက်ဖို့အတွက်ဖီအားနဲ့တူတူနိုးရီကိုကလေးရဲ့ပါးစပ်ထဲကိုတိုက်ရိုက်ပန်းထည့်ပေးလိုက်တာဖြစ်ပါလိမ့်။အဲလိုလှုပ်ချင်းအဖြစ်နိုးရီတွေဟာပင်လယ်ရေထဲကိုပြန့်နှံ့သွားခြင်းမရှိဘဲကလေးစီကိုရောက်ရှိသွားနိုင်ပါလိမ့်။ဒီလိုတိုက်ရိုက်ဖျန်းထုတ်တဲ့စနစ်ကိုအထောက်အကူပြုစေဖို့အတွက်ဝီလာငါရဲ့နိုးရီဖြစ်တဲ့ဝေးမစ်ဟာအလွန်ထူးခြားတဲ့ဖွဲ့စည်းပုံကိုပိုင်ဆိုင်ထားပါလိမ့်။ဝီလာငါနုရီဟာကျွန်တော်တို့ပုံမှန်တောက်သုံးနေကြနွားနုလိုမျိုးအကြီးကျယ်ကြီးမဟုတ်ဖိနေပြစ်ခဲပြီးတော့ဒိန်ညင်လိုပုံစံမျိုးရှိပါသည် ဒါပြင်သူဟာပင်လယ်ရေထဲမှာလွယ်တကူပျော်ဝင်မသွားစေဖို့အတွက်အစီရက်အလုံးမြင်မားစွာပါဝင်နေပါသည်။ဝေးမစ်မှာပါဝင်တဲ့အစီပမာဏဟာအလုံးမြင်မားပြီးခမန်းချေအဖြစ်35ရာခိုင်နှုန်းကနေ90ရာခိုင်နှုန်းလောက်အထိအစီပါဝင်ပါသည်။လူသားနှုတ်ရေမှာတော့အစီပမာဏက4ရာခိုင်နှုန်းခန့်သာရှိပါသည်။ဒီလိုအစည်းအဝေးများပြတဲ့အတွက်ဝေလောင်ငါးနှုတ်ရီဟာကယ်လိုရီဓာတ်အလွန်မြင့်မားပြီးကလေးဝေလောင်ငါးလေးတွေကိုလျင်မြန်စွာကြီးထွားဖို့နဲ့အပူချိန်ထိန်းညှိဖို့အတွက်လိုအပ်တဲ့စွမ်းအင်တွေကိုအမြောက်အများပေးစွမ်းနိုင်တာဖြစ်ပါသေးတယ်။ အစီရမ်းမြင်မာရဲ့ဒီနိုးရီအကြောင်းမလို့ရေခဲတဲ့ပင်လေကြီးထဲမှာသရရဲ့အပူချိန်ကိုထိန်းညှိနိုင်ဖို့အတွက်လိုအပ်တဲ့အစီအလွှာတွေကိုလှင်းလင်းမြန်မြန်တည်ဆောက်နိုင်ပါလိမ့်။ကလေးဝေလာငါးလေးတွေဟာသရရဲ့မိခင်နိုးရီကို6လကနေတနေ့ခွဲလောက်အထိတောက်သုံးလေးရှိပါလိမ့်။အဲဒီကာလအတွင်းမှာကလေးဝေလာငါးဟာတနေ့ကိုပေါင်များစွာအထိအလေးချိန်တက်လာနိုင်ပါလိမ့်။ဥပမာအဖြစ်ပြောရမယ်ဆိုရင်ဝီလာငါးပြားကြီးလို့ခေါ်တဲ့ကပောင်မအကြီးဆုံးဝီလာငါးကြီးတွေရဲ့သားပေါက်လေးတွေဟာတနည်းကိုပေါင်200ကီလိုဂရမ်နဲ့ဆိုရင်ကီလို90လောက်အထိတက်နိုင်တယ်လို့ဆိုပါရီ အဲ့လိုလင်းမြဲတဲ့ကြီးထွားနှုံးကြောင့်ပဲသရေရဲ့အသက်ရှင်ရတီမှုဟာအလွန်အရေးပါတာပါညီကောင်ကြောင့်နေနဲ့ပြောရမယ်ဆိုရင်တော့ဝေလောင်ငါးရီရဲ့နိုးတိုက်ကျွေးမှုစနစ်နဲ့အဲ့ဒီနိုးရီဟာတဘာဝါရဲ့အလွန်အင်အားကြီးမားတဲ့စမ်းကျယ်မှုတစ်ခုပဲဖြစ်ပါသည်ဂျီအားပဝင်းကျင်းရဲ့စိန်ခေါ်မှုတွေကြောင့်ပါမိခင်ဝေလောင်ငါးရီဟာသရေရဲ့ကလေးတွေကိုရှင်တန်နိုင်မှုအတွက်အစီတက်ပြေးွားရဲ့စူပါနိုးရီကိုထုတ်လုပ်ပေးနေပြီးအောင်မြင်စွာလဲပြည့်စုံဆောင်ရှောင်းနိုင်ကြပါသည်ဒီလိုအံအောပွဲရောက်ကောင်းတဲ့ဇီဝကမဖြစ်စဉ်ဟာ ပင်လယ်ရောက်ကဘာကြီးကထူးခြားဆန်းသစ်တဲ့ရှင်တန်မူနီလန်းတွေကိုဖော်ပြနေတာပဲဖြစ်ပါလိမ့်။နောက်ထပ်လည်းဒီလိုစိတ်ဝင်စားစရာအကြောင်းအရာတွေကိုတင်ဆက်ပေးပါဦးမယ်ဗျ။အဆုံးထိကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။